အန်တက်ချင်းရီထိန်ချုပ်ထားတဲ့ရှမ်းမြောက်ကြောင်မင်းတို့မှာစစ်ကောင်စီတပ်ရဲ့ပုံကျဲတက်ခိုက်မှုကြောင့်စံပြခင်းစားအားမီပါဝင်ဒေသခံလေးဦးတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ၁၄ဦးထဲမှာနောက်ချိုကနေကြောင်မင်းကိုဆီရှောင်လာတဲ့သူတွေလည်းပါဝင်နေလို့သိရပါဗျ။မနေ့ဇွန်လ၂၄ရက်ညနေ9:00နာရီမှာကြောင်မင်းမျိုးကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံးနှလုံးလာရောက်ကျဲကြတိုက်ခိုက်ခဲ့တာကြောင့် အသက်60အရွယ်ဒေါ်လာဤအသက်22နှစ်အရွယ်တီဟာနိုင်အသက်53နှစ်အရွယ်ဒေါ်လာလာထွေးနဲ့အသက်55နှစ်အရွယ်ဒေါ်လာတင်တို့တည်ဆုံသွားခဲ့ပါတယ်။တည်ဆုံသွားတဲ့၄ဦးထက်ဟာဆက်ပြထမင်းဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးတားနဲ့နောက်ထပ်၂ဦးကတော့နောင်ချိုမျိုးကနေစစ်ဆောင်လာတဲ့စစ်ဆောင်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ စဘူပလီကျောင်းနောက်ကတော့မိသားစုဝင်အထိခိုက်တန်ရပါရတာငါလာတာငါလာတာအယွေတယောက်ကကောင်းနေနေပုံသွားတယ်ပြီးတို့မိဘနှစ်ပါးတရားနေနေတည်းသူအမျိုးသမီးသူအမျိုးသားကတော့အမ်တန်တီနေနေပါပဲအဲ့ဒီပုံကျဲမှုကြောင့်တန်ရရတဲ့တူတွေထဲမှာအတက်၅နှစ်အရွယ်စောစောအသက်25နှစ်အရွယ်မအေချမ်မိုးအသက်18နှစ်အရွယ်မရှုံလေးယူအသက်19နှစ်အရွယ်မောင်ကျော်စိုးဟိန်း အသက်63နှစ်အရွယ်ဦးလထေအသက်62နှစ်အရွယ်ဦးအောင်ထွန်းအသက်55နှစ်အရွယ်ဒေါ်လာလသိန်းအသက်52နှစ်အရွယ်ဒေါ်လာလယင်အသက်22နှစ်အရွယ်ပေါက်ပြီးအသက်33နှစ်အရွယ်ဖြိုးဝေဝေကျော်အသက်60နှစ်အရွယ်ဒေါ်ခင်ကြီးတို့ဖြစ်တယ်လို့သိရပါတယ်အလားတူကြီးခဲ့တဲ့မေလ9ရက်ကလည်းကြောက်မဲမျိုးကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပူပါတယ်ရှင်